ရခိုင်ရေပိုင်နဲ့ထဲဝင်ရောက်ပြီးငါးခိုးဖမ်းတာတွေပြုလုပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေကိုဇက်တိုက်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့အရခတတော်ရဲ့ကမ်းခြေဆောင်တပ်နဲ့နှိစက်သူတွေကလည်းသိရပါဗျ။နိုမာလာ၁၈ရက်ကရခိုင်ရေပိုင်နဲ့အတွင်ငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား၁၆ယောက်ကိုမောင်တော်မြို့နယ်တဝင်းချောင်းရွာဟောင်းအနီးနဲ့ရသေးတော်မြို့နယ်ချိန်ခါလီကျေးရွာအနီးတွေမှာဇက်တိုက်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။ နိုမာလာ၁၂ရက်ကလည်းရသေးတော်မျိုးနဲ့ကိုရံကောင်းတဲ့ချိန်ခါလီကြေးရွာအနီးမှာရှိတဲ့ရခိုင်ရေပိုင်နဲ့အတွင်းမှာငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၁ယောက်ကိုငါးဖမ်းဆက်လင်ငါးစင်းနဲ့အတူဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီအေးအေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့အေအေရဲ့ကမ်းခြေဆောင်တက်တဲ့နေဆက်သူကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာရခိုင်ရေပိုင်နက်ကိုကျူးကျော်ဝင်ရောက်ပြီးငားဖမ်းတာတွေကြောင့်ဖမ်းဆီးခံရသူတွေကိုအစောပိုင်းကဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB ထံလွှဲပြောင်းပေးခဲ့ပေမဲ့နောက်ပိုင်းမှာလွှဲပြောင်းပေးတာမရှိတော့ဘဲအေးအေးယူတာတွေပြုလုပ်လာတာလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။